လာပါစနိုးပါဒီနေ့စနိုးကတကြံတွဲမှာဝိတ်တက်လာတဲ့ဆိုတဲ့သူလေးတွေအတွက်ကိုလေ့ကျင့်ခန်းလေးလှုပ်ရပေးတော့မှာဖြစ်ပါတယ်။အဲအဲ့တော့ပထမဆုံးလေ့ကျင့်ခန်းလေးက၆လေးတွေကတ်ထားမယ်နော်။ပြီးတော့မှဒီလက်လေးကကြတော့ပြေးတဲ့ပုံစံမျိုးလေးလေးအပြင်မှာပြေးတဲ့ပုံစံမျိုးလေးဒါလေးပဲနော်။အရင်ဆုံးသွေးပူလေးပေါ့။ဒါလေးတော့မယ်။ ိမ်မှာတိုက်မာလေးရှိရဆိုလို့ရှိရင်10မိနစ်လေးပေးပြီးတော့သွားလို့ရတယ်။ဒါမှမဟုတ်ဘူးကိုကရေးမယ်ဆိုလို့ရှိရင်တော့တက်ကနေပြီးတော့60အထိရှေးလိုက်ပေါ့နော်။ဒါလေးသွားမယ်။ Okay ဒုတိယတစ်ခုဒုတိယတစ်ခုကကြတော့ဒီအောက်ကလေးမှာပေါ့နော်။အောက်ကလေးမှာကိုယ့်ရဲ့ map လေးရှိရဆိုလို့ရှိရင် map အရှေ့လေးကိုခင်ထားလိုက်အရှေ့ရဲ့ရှေ့လေးကနေပြီးတော့စာမယ်နော် purpose လေးတော့မယ်တော့ကြောင့်ဆက်ချက်ပဲအများကြီးမဟုတ်ဘူး။ဒါကြောင့် hurry လေးတက်သွားအောင်လို့ လက်လေးကိုမြောင်းလိုက်မယ်နော်ချမ်းမလုံးမယ်လက်ချမယ်အနောက်ကိုခုံလိုက်မယ် plan ပုံစံလေးဖြစ်မယ်ဒီ plan လေးရနေပြီးတော့အရှိလေးကိုပြန်လာမယ်မတက်လေးရက်မယ်ချမ်းမလုံးမယ်အဲ့လေးကိုဆက်ချက်လေးသွားရအောင်နော်တူတူသွားမယ်ချမ်းမလုံးမယ်နောက်ကိုခုံမယ်ရှေ့ကိုပြန်လာမယ်1 2 3 4 5 6 7 8 9 10 5 six, seven, eight, nine, ten. okay အဲ့ဒါလေးဆယ်ကောင်လေးပြီးသွားလို့ရှိရင်ခဏလေးနားလိုက်ပေါ့နော်နည်းနည်းလေးမောတာဆိုတော့ပြီးလို့ရှိရင် squat လေးထိုင်မယ် squat ကကြတော့ခြောက်ကကိုယ့်ရဲ့ပခုံးလောက်ကလေးကိုကားလိုက်ပေါ့နော်ပြီးရင်ထိတ်ကချေဦးလေးကြနည်းနည်းလေးပဲပြီးလို့နည်းနည်းလေးဖွင့်မယ် ထိုင်ချမယ်။ပြင်ဆန်ထိုင်မယ်နော်။ထိုင်မယ်။ပေါင်လေးတွေကိုညှက်ထား။တင်မလေးတွေကိုဖိချထား။ဒူးကအရင်ရှေ့မထွက်စင်းနဲ့။လုံးမဟုတ်နော်။ဖင်လေးကိုနောက်ကိုပြင်မယ်။ထိုင်ချမယ်။ဆန်ထုံ။တက်ရှု။ရှုထုပ်။အမြဲလေးနော်။ဒါလေးကို20လေးတော့မယ်။1 2 3ခြေပြားလေးတိကျကုတ်ထားမယ်4 5 6 7အနေထားမပြတ်စေနဲ့9 10နောက်ဆက်က10 9 8 7 6 five four three two one okay ကဲဒါလေးပြီးသွားလို့ရှိရင်အောက်ကခုနခင်ထားတဲ့မက်လေးစီကို ်သွားမယ်မှောက်လိုက်မယ်နော်ပလန့်ပုံစံလေးထားမယ်ပခုံးတက်တက်လေးမှာလက်ထားမယ်တကိုယ်လုံးကိုအချောင်းလိုက်ကလေးအတောင်လိုက်ကလေးထားမယ်ပခုံးလေးကိုလမ်းထိမယ်ပြန်ချမယ်ဘယ်တစ်ခေါက်ညတစ်ခေါက်ဒါလေးကိုတိုင်မာလေးရှိလို့ရှိရင်တမနစ်လေးမှတ်ပေးတိုင်မာနဲ့မသုံးကြုံဆိုရင်တက်ကနေ60ထိရေးပေးโอเคနောက်တစ်ခုကကြတော့ plan နေထောင်မယ် တထောင်နဲ့ထောက်တဲ့ plan လေးတထောင်လေးချမယ်နှစ်ပွားလေးချမယ်ခဏကိုပေါ်ဝိုင်းလေးကိုတောင်းထားမယ်တင်မဒီလိုမလန်းစင်းနဲ့ခေါက်ထဲထဲထဲမယ်ခဏကိုလေးကိုတစ်ဖြောင်းနဲ့ထားမယ်ဖိုင်လေးတွေကိုညှစ်မယ်တွန်းထားမယ်တက်ကိုပုံမှန်လေးရှူဇက်လေးဖြောင်းဒါလေးကိုစက္ကန့်30သွားလို့ရတယ်နိုင်တဲ့သူကတမနစ်လေးသွားမယ်โอเคရတာပြင်ပိုက်ရိုက်မယ်ပလန်လှန်လိုက် အရင်ဆုံးအိတ်ထားမှတင်လေးသွားမယ်နော်ပလက်လန်ဒီလက်လေးတွေကကောင်းမွန်ဆန်ထုံမဲ့သရှူထားမယ်ရလဲမယ်နော်အပေါ်ဒီထားနိုင်တဲ့သူကအပေါ်ဒီထားဆယ်ချက်လေးအရင်သွားမယ်လဲမယ်1 2 3 4 5 length သရှူမယ်နော်ထိုင်ရှူတော့မယ်6 7 8 9 okay ဒါလေးပြီးသွားရင်ခါလေးကိုကုန်းလိုက်မယ်ခနာကိုလေးကိုလှမ်းချမယ်လက်လေးဆက်လာမယ်ဒါလေးကိုဘေးနားမှာတိုင်မာလေးရှိရဆိုလို့ရှိရင်10မိနစ်လေးပေးပေးဒါမှမဟုတ်ရင်တစ်ကနေ60ထိရေးပေးဒါမျိုးလေးနော်ခါကုန်းထားမယ်ဘိုက်ကိုတောက်ချောက်ညှစ်ထားမယ်အနောက်လေးကိုလှမ်းချမယ်နော် okay okay အဲ့ဒါလေးကကြတော့ ခုနပြတာလေသူကခန္ဓာကိုယ် body weight ကိုပဲသုံးပြီးလောက်တာဆိုတော့နေတိုင်းဆော့ပေးလို့ရတယ်အဲ့တော့နေတိုင်းလေးဆော့ကြည့်ပါအစအဆုံးเนาะအစအဆုံးလေးနေတိုင်းဆော့အဲ့တော့နောက်ပြည့်လေးမှာဆုံးမယ်တတား